မိုးကျိုးပြစ်တံတွေကြားမှာရွာလန်းတနေရကတစ်ပင်ကြီးဟာမှိုင်းညွရီတဲ့အရိတ်တွေနဲ့လှုပ်ရှားနေတယ်လို့ခန်းစားရတယ်။ကျွန်တော်လက်ထဲကမိအိမ်ရဲ့အလင်းဟာပဝင်းကျင်ကိုအလင်းတဲ့တဲ့လေးနဲ့မိခိုးမုံတွေကိုဖျက်ပြီးလင်းလာတယ်။အင်းနဲ့ဒီရွာမှာနှစ်ပေါင်း100ကျော်ကြာပျောက်ဆုံးနေတဲ့တစ်ပင်ကြီးရဲ့ဂျိန်စာအကြောင်းကျေးရွာသားတွေဆက်စုပြောနေကြတာကြားရပါတယ်။ဒါပေမဲ့ဒီညဒီချိန်မှာကျွန်တော်ကိုယ်တိုင်တက်တေခံဖို့ကြံနေပါတယ်။ အရင်ဆုံးပြောပြမယ့်အကြောင်းကဒီတစ်ပင်ကြီးနဲ့ပတ်သက်တဲ့ဒဏ္ဍာရီကျေးရွာတွေကတကြီးရွယ်ဦးတွေပြောတာကဒီတစ်ပင်ဟာမကောင်းဆိုးဝါးတွေရဲ့နေအိမ်လို့ဆိုတဲ့ညနေချိန်မှာတစ်ကိုင်းတွေကြားကလူတန်တွေကြားရတတ်တဲ့မိဘွားတွေလှည့်ပတ်နေတယ်တခါတုန်းကလူငယ်တစုဝင်ကြည့်ဖို့စူးစမ်းခဲ့ပေမဲ့ပြန်မလာခဲ့ဘူးလို့လည်းရှင်းပြကြတယ်ကျွန်တော်ကတော့ဒါတွေကိုယုံကြည်သူမဟုတ်ပေမဲ့ဒီညမှာအပြင်ထွက်ဖြစ်သွားတာက ရွာလေခေါင်က ရေကန်နီးမှာဖျားနာနေတဲ့ညီမလေးအတွက်ဆေးဖက်ဝင်ရွက်ရှာဖို့ပါ။တစ်ပင်ကြီးရဲ့အောက်ခြေကိုရောက်တဲ့အခါနေပြင်းတွေရုတ်တရက်တိုးလာတယ်။မိအိမ်ရဲ့အလင်းဟာတစ်ပင်ရဲ့ပင်စီပေါ်ကအနီအောင်ဆက်တွေကို ထင်ဟပ်လာတယ်သွေးလား။ကျောချမ်းသွားပြီးခြေလန်းတွေပြန်ဆုပ်မိတယ်ဒါပေမဲ့ညီမလေးအတွက်ငါပြန်မရှောင်သင့်ဘူးဆိုတဲ့စိတ်နဲ့တစ်ကိုင်းတွေကိုကုန်းတက်လိုက်တဲ့အပေါ်ကိုတက်ရင်လက်ဖွားထဲမှာချွေးစည်းတွေပြန်လာတယ် တစ်ချိန်တည်းမှာပဲအောက်မှာခြေတံတွေကြားလိုက်ရတယ်။ငိမ့်တက်နေတဲ့မြင်းအမောင်ထဲမှာထင်ထင်ရှားရှားခြေနှစ်ပတ်လန်းတန်လှည့်ကြည့်ရတဲ့အခါဘသူမှမရှိဒါပေမဲ့ခြေတံတွေကနီးလာတယ်။ကျွန်တော်နှလုံးခုန်တန်းဟာမြင်နေတယ်။မိအိမ်ကိုမြှောက်ပြလိုက်တဲ့အခါမှာတော့အသက်ရှင်ခြင်းဆင်းပေး အတန်တခုကတစ်ပင်ရဲ့အလဲကနေဟိမ့်နေတယ်ကျွန်တော်လည်းပင်ကြက်သားတွေတောင်းတင်းသွားတယ်တလို့မျောကြည့်ရဲ့အခါတစ်ကိုင်းတွေကြားမှာမိခိုးရောင်အဝတ်တွေဝတ်ထားတဲ့မျိုးသမီးတယောက်မျက်နှာမပါတဲ့ခေါင်းနဲ့ချောင်းမြောင်းကြည့်နေတာကိုတွေ့လိုက်ရတယ်သူ့လက်ချောင်းတွေက ကျွန်တော်ကိုညှို့ပြနေတယ်လို့အောက်ခြေက ခြေတံတွေကလင်းမြန်လာတယ်ငါသာငါသာ အတန်တွေကတစတစများလာတဲ့အောက်မှာလူပုံစံအရိပ်တွေလှုပ်ရှားနေတယ်။သူတို့ရဲ့မျက်လုံးတွေကမီးကိုမီးတောက်လိုနေရဲနေတယ်။ကျွန်တော်အော်ချင်ပေမဲ့အတန်မထွက်ဘူး။မီးအိမ်ကမိန်လာပြီးလက်ထဲကနေရှော့ကျသွားတယ်။အမောင်ထုကြီးထဲမှာကျွန်တော်ကိုဆွဲချဖို့လက်တွေကတက်ကိုင်းတွေကနေထွက်လာတယ်။နောက်နေ့မနေ့ကျေးရွာသားတွေကတစ်ပင်အောက်မှာတတိလစ်နေတဲ့ကျွန်တော်ကိုတွေ့ခဲ့တယ်။လက်ထဲမှာညာဘက်ကရှာခဲ့တဲ့ဆေးရွက်တွေစုပ်ပြဲကြေမွားနေတယ်။ ဒါပေမဲ့ဘသူမှမယုံနိုင်တာက ကျွန်တော်ကြောပြင်မှာလက်သေးရာတွေအစင်းကြောင်းလိုက်ပါလာတာပဲကြေးရွာသူကြီးကငြိမ်သက်စွာပြောလိုက်တယ်။ဒီတစ်ပင်ကိုနှုတ်ဆက်ပါသူရဲ့ဂျိန်စာက မင်းကို အခုထိလိုက်နေဦးမှာပါ။အဲ့ဒီညကစပြီးညတိုင်းအိမ်ပြတင်းကနေကြည့်ရင်မိခိုးရောင်အရေးတစ်ခုတစ်ပင်စီကိုငေးပြီးရက်နေတာကိုမြင်ရတယ်။သူ့လက်ချောင်းတွေကကျွန်တော်ကိုဖိတ်ခေါ်နေတယ်လို့ပဲခံစားရတယ်။